ီနေ့ပြောပြခြင်းနဲ့စာစုလေးကတော့ကိုတခုခုဖန်တီးတိုက်လို့ရှိရင်မူရင်းမဟုတ်ဘူးဆိုပြီးကြောက်နေတာအဲ့ဒီဥစ္စာကိုအလိုကြုံထွားမလဲဘလို့ဖြည့်ရှင်းမလဲဆိုတဲ့အကြောင်းကြီးမှာ so ဒီကြောင်းပြောပြတဲ့ဥစ္စာចောင်းသားတယောက်ကနေပြီးအခုတော့ပြောသွားပါတယ်သူ့ကိုဟောပြောဝဲတခုမှာခေါ်ပြီးတော့မင်းတခုလာပြောလို့ပြောတော့ तू तू ဘာပြောအောင်လဲ तू မသိ သူစဉ်းစားရတဲ့ခါကျတဲ့အာဒီဥစ္စာမကောင်းဒါဒုညပြောပြီးပြီဒီဥစ္စာလူများလုပ်ပြီးပြီငါသာပြောလို့မချစ်ဘူးပြောရင်လူများစီအခုချတယ်ဖြစ်မယ်အဲ့ဒါလေးဖြစ်မယ်ဆိုပြီးတော့သူကကြောက်ဖြစ်တယ်ဆိုတော့အဲ့ဒီဥစ္စာကိုသူကအကြောင်းပြမကြောက်ကြပါနဲ့ဥပမာသူကပြော ठी ठी ကိုပထမဦးဆုံးချင်းအင်္ဂလမှာဒုတိယောက်က ठी ကိုယူလာ သူအဲ့ဒီဟိုဘသူစီရင်ယူလာတယ်ဆိုပြင်သစ်က T လို့တဲ့တယောက်စီရင်ပြီးတော့သူယူလာယူလာပြီးတော့သူ T ကိုအင်္ဂလန်ရောက်တဲ့အချိန်မှာ T ကိုမိုးရေလုံအောင်သူလှုပ်လိုက်တယ်ပေါ်ပေါ်သွားအောင်သူလှုပ်လိုက်တယ်အဲ့ဒါပြကြဟလာຫນွေမိုးဆောင်သုံးခုစလုံးမှာ T ဆောင်လို့ရတယ်ဘောကဖြစ်သွားပေါ်ပြန်လိုက်သူမူရင်း idea မဟုတ်ဘူးဒါလူများ idea သူယူပြီးသူပြင်နေဒီနေ့ဒီအချိန်မှာအဲ့လိုသူလှုပ်ရတဲ့ T ကြောင့်ကြောက်ရမှာဘယ်သူမှ ဒီ ठी ကိုဘသူကဖန်တီးလိုက်တယ်ဘသူရဲ့မူရင်းအိုင်ဒီယာပါဆိုဘသူမှမမေ့တော့ ठी ရသုံးလုံးကောင်းတယ်ဘသူ ठी သုံးလုံးကောင်းတယ်အကုန်လုံးဆိုဇလန်အဲ့ဟုတ် So အဲ့ဒီအိုင်ဆာလက်နော် So ဆာလက်တဲ့ခါကျတော့သူပြောတဲ့အချိန်ကြီးอ่ะအဲ့ဒီဥပမာလေးကိုကြည်ရင်အဖြစ်ကိုတခုခုဖန်တီးတော့မယ်ဆိုလို့ရှိရင်မကြောက်ပါနဲ့ဖန်တီးစရာရှိတာဖန်တီးလိုက်ပါဖန်တီးပြီးတော့ လူများနေစီမှာရှိလို့ရှိရင်လဲကိုရဲ့စဉ်းစားထားတဲ့ဥစ္စာကိုချပြပါကူးချတာမဟုတ်တချို့ကတော့ပြောင်းကူးချတာပေါ့လေသူပြောချင်တဲ့သဘောကိုယ့်ဘောက်ကိုသေးချစဉ်းစားကိုယ့်ဘောက်ကိုသေးချလုပ်ရင်ကွာတာလေးရောရှိရဲ့ဘာလို့ကွာလဲသူဘလို့စဉ်းစားလဲသူအကြောင်းပြနေနေငါဒီဟာဒီလိုစဉ်းစားထားတဲ့ဒီဥစ္စာတွေရှိတယ်အဲ့ဒါမူရင်းကလူများတွေဘလောက်ပဲကိုကိုမင်းခိုးချတယ်ဘလောက်ပဲပြောပြောကိုမူရင်းကိုအသိဆုံးပဲပြောပြလို့လေရတာပါတော့ဟလား company တခုထောင်တော့မယ်ဖွဲ့စည်းတခုထောင်တော့မယ်ဆိုရင်ဘာလို့ဒီအဖွဲ့စည်းထောင်လဲဘာကြောင့်လောက်ရလဲတခြားဖွဲ့စည်းတွေငါတို့ပဲတုံးနေတာပဲငါနဲ့ဘာကွာလဲငါနဲ့ဒီအလုပ်လို့ကွာတယ်ဘာကြောင့်ကွာတယ်ဆိုတာကိုရှင်းပြနိုင်ရမယ်ဒါနဲ့မကသေးဘူးထားပါတော့ခလေးတွေဆိုတော့မိဘတွေကခလေးတွေကနေပြီးတော့အဖေကျွန်တော်ဒီဥစ္စာဒီလိုလုပ်ချင်တယ်ဘယ်လိုလုပ်ရမလဲဆိုရင်ခလေးတွေကိုအာမင်းမလုပ်နဲ့လားဒီနေ့လုပ်ပြီးသားဤနေဘာလို့လုပ်မှသေးလို့ပြောမယ်စာအေးလုပ်ကြည့် ဟာငါမင်းဘာလုပ်ပေးရမလဲဆိုကလေးကသူ့ဘာသူစဉ်းစားထားပြီးတို့တဲ့အတွက်ကြောင့်မိဘတွေကကူပြီးတော့ကလေးကဝမ်းနေပါတယ်ပို့ပြီးတော့ဟိုတိုးတိုးတက်တာနဲ့မြန်လာတယ်နောက်ပိုင်းသူလည်းလှုပ်ချင်စီကအများကြီးပေါ်လာမယ်အဲ့ဒီအဥ္စာလို့ပို့လို့ရတယ်ဆိုအဲ့ဒီဟာကြောင့်ပြောတာပါမူရင်းမဟုတ်ဘူးဆိုတိုင်းအပြစ်ပြောပြီးတော့မလုပ်ပါဘူးလို့ပြောမယ်အစားအားလုံးကူပြီးဝမ်းလုပ်ပေးဖို့ပြောချင်တာပါအနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်